တောင်လင်ထိုင်းရဲ့ပြည်သက်များအားလုံးကျန်းမာရမှုကြပါစေရှင်အစာအသောက်တွေကနေရရှိတဲ့အာဟာရဓာတ်တွေထဲကမှဗိုက်တာမင်ဓာတ်တွေဟာဆိုရင်လေလူကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့အရာတွေပဲဖြစ်ပါတယ်။ဗိုက်တာမင်ဓာတ်တွေဟာသူတို့ကိုယ်စီတာဝန်ယူရတဲ့အပိုင်းတွေရှိပြီးတော့လူကျန်းမာရေးရဲ့ခန္ဓာကိုယ်ကောင်းမွန်စွာလည်ပတ်နိုင်မှုဆိုရင်ဒီဗိုက်တာမင်ဓာတ်တွေကိုလုံလောက်စွာရရှိဖို့အရေးကြီးပါတယ်။ဆိုတော့ယခုတစ်ပတ်တန်လင်ကျန်းမာအစီအစဉ်မှာလူခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ဗိုက်တာမင်ဓာတ်တွေထဲကမှ

ဗိုက်တာမင် D ဟော်မုန်းတွေဟာလူခန္ဓာကိုယ်မှာကယ်လ်ဆီယမ်ဓာတ်တွေကိုလေပတ်အောင်သယူပို့ဆောင်ပေးရတဲ့တာဝန်ကိုလည်းလှုပ်ဆောင်ရပါတယ်။ဗိုက်တာမင် D ဓာတ်ကိုတဘာဝအလျောက်နေအောင်ခြင်းကနေအများဆုံးရရှိကြပြီးတော့အ ਨੇ စုကိုနေ့စဉ်စားတောက်တဲ့အစားအစာတွေကနေရရှိနိုင်ပါတယ်။နေရောင်ခြည်ကနေရရှိတဲ့ UVB ရောင်ခြည်ဟာလူအရေပြားအတွင်းထဲကိုရောက်ရှိသွားပြီးတော့ဗိုက်တာမင် D3 ဖြစ်ပြောင်းလဲသွားပြီးတဲ့နောက်ဗိုက်တာမင် D ဖြစ်ခန္ဓာကိုယ်ကထုတ်လုပ်ပေးပါတယ်။ UVB ရောင်ကြီးတွေဟာဗိုက်တာမင် D ထုတ်လုပ်ဖို့ကူညီပေးပေမဲ့ UVB ရောင်ကြီးရရှိမှုများပြားနေမယ်ဆိုရင်တော့အရေးပြားကင်ဆာလိုရောဂါတွေဖြစ်ပွားနိုင်ခြေပိုများလာပါတယ်။ဒါကြောင့် UVB ရောင်ကြီးပိုပြင်းထန်တဲ့နေ့လယ်ပတ်အချိန်တွေမရောက်ခင်မှာနေရောင်ကြီးရရှိဖို့ကြိုးစားသင့်ပါတယ်။ဒါ့အပြင် အသက်အရွယ်အိုမင်းလာတာနဲ့အမျှဗိုက်တာမင် D3 ထုတ်လုပ်နိုင်မှုဟာလျော့နေလာတဲ့အတွက်အသက်အရွယ်အိုမင်းတွေဟာနေရောင်ကြီးကိုပိုမိုရရှိဖို့ကြိုးစားသင့်ပါတယ်။ ဗိုက်တာမင် D ဓာတ်ကိုအစားအသောက်တွေကနေလည်းရရှိနိုင်ပြီးတော့ဆာမွန်ငါးလိုမျိုးအစီဓာတ်ကျွဲဝတဲ့ငါးတွေစာတင်ငါးတူနာငါးကြက်ဥအနေမှုနွားနို့လိမ္မော်ရီစတာတွေမှလည်းပါဝင်ပါတယ်ဗိုက်တာမင် D ကိုနေရောင်ခြည်နဲ့အစားအသောက်တွေကနေတာမကဖြည့်စွက်ဆေးဝါးတွေကနေလည်းရရှိနိုင်ပါတယ်ဒါပေမဲ့ကိုကနေရောင်ခြည်ရရှိဖို့ခက်ခဲတာအစားစားဖို့ခက်ခဲတာစတဲ့ပြဿနာတွေမရှိဘူးဆိုရင်တော့ဆေးဝါးအနေနဲ့သုံးဆွဲဖို့အကြံမပေးချင်ပါဘူး ဘာကြောင့်လဲဆိုတော့တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းဈေးဝါးတွေမှာဗိုက်တာမင်ဓာတ်ပါဝင်မှုများပြားနေတတာမို့ဗိုက်တာမင် D အလွန်ကျွံရရှိတဲ့ပြဿနာတွေဖြစ်ပေါ်နိုင်တာဖြစ်ပါတယ်။ဗိုက်တာမင် D အလွန်ကျွံရရှိနေမယ်ဆိုရင်မကြာခဏအော့အန်ခြင်း၊ဆီးအလွန်ကျွံသွားရခြင်း၊အရိုးအဆက်အားနည်းခြင်းစတဲ့ရောဂါဝေဒနာတွေကိုကြုံတွေ့ရနိုင်ပါတယ်။ ဗိုက်တာမင် D ဟာခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်နဲ့ဟော်မုန်းတစ်မျိုးဖြစ်ပြီးတော့ဗိုက်တာမင် D ကိုလုံလောက်စွာမရရှိဘူးဆိုရင်တော့အခုပြောပြပေးမယ့်ယောဂလက္ခဏာတွေကိုကြုံတွေ့ရနိုင်ခြေရှိနိုင်ပါတယ်။ချွေးလွန်ကျွန်ထွက်ခြင်းအပူချိန်မြင့်မာတာကိုယ်လက်လှုပ်ရှားမှုတွေကြောင့်ချွေးထွက်တာဟာပုံမှန်ဖြစ်ပေမဲ့မိမိဟာအလိုလိုနေရင်ချွေးလွန်ကျွန်ထွက်တာ မကြာခဏကြုံတွေ့နေရမယ်ဆိုရင်တော့မိမိဟာဗိုက်တာမင် D ဓာတ်ရောနေနေပြီလားဆိုတာကိုသတိထားသင့်ပါပြီ။အယိုးစဲနာခြင်းကြိုက်ခဲခြင်း ကယ်လ်ဆီယမ်ဓာတ်ဟာခန္ဓာကိုယ်အတွင်းထဲကအရိုးအစစ်တွေကိုစမ်းမကြမ်းခိုင်အောင်လုပ်ပေးပြီးတော့ခန္ဓာကိုယ်အတွင်းမှာကယ်လ်ဆီယမ်လည်ပတ်နိုင်မှုအတွက်ဗိုက်တာမင် D ဟော်မုန်းတွေကတည်ယူပို့ဆောင်ပေးရပါတယ်။ဒါကြောင့်လုံလောက်တဲ့ဗိုက်တာမင် D ပမာဏမရရှိတဲ့အခါမှာအရိုးအစစ်တွေကလည်းသူတို့လိုအပ်တဲ့ကယ်လ်ဆီယမ်ဓာတ်ကိုမရရှိနိုင်ကြတော့ပါဘူး။ဒါကြောင့်ကိုကအရိုးအစစ်တွေနာကျင်ကြိုက်ခဲနေတဲ့ဝေဒနာခံစားနေရတယ်ဆိုရင်တော့လုံလောက်တဲ့ဗိုက်တာမင် D ပမာဏလိုအပ်နေပြီလားဆိုတဲ့အချက်ကိုလည်းထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ မကြာခဏဖျားနာခြင်းဗိုက်တာမင် D ဟာကိုယ်ခံအားစနစ်ကိုပိုမိုကောင်းမွန်စွာလှုပ်ဆောင်စေနိုင်ပါတယ်။ဒါကြောင့်ဗိုက်တာမင် D ဓာတ်လုံလောက်စွာမရရှိဘူးဆိုရင်တော့ကိုယ်ခံအားစနစ်ကြာဆင်းစေနိုင်ပြီးတော့ယောဂပိုးတွေလည်းကောင်းမွန်စွာမခုခံနိုင်တော့ပဲမကြာခဏဖျားနာတတ်ပါတယ်။လမ်းဆန်းတက်ကြွမှုမရှိခြင်းနေရောင်ခြည်ရရှိခြင်းကဆယ်ရီတိုနင်ဟော်မုန်းတွေကိုထုတ်လုပ်စေပါတယ်။ ဆယ်ရီတိုနင်ဟာစိတ်ကိုရှင်လန်းစေတဲ့ဟော်မုန်းတစ်မျိုးဖြစ်တာကြောင့်မိမိဟာတစုံတစ်ခုကြောင့်ပင်ပန်းနွမ်းနေနေတဲ့လန်းလန်းဆန်းဆန်းတက်တက်ကြွကြွမရှိနေဘူးဆိုရင်တော့ဗီတာမင် D တဲ့ရရှိနိုင်မဲ့နေရောင်ခြည်ရရှိအောင်ကြိုးစားသင့်ပါတယ်။စိတ်တက်ကြွဝေဒနာခံစားနေရတဲ့သူအများစုဟာဗီတာမင် D လုံလောက်စွာမရရှိကြသူတွေဖြစ်ကြတယ်လို့လည်းဆရာဝန်တွေကတွေးရှိထားကြတာကြောင့်ဗီတာမင် D တက်ကိုရရှိနိုင်မှုကအလွန်အရေးကြီးပါတယ်။ အခုတင်ဆက်ပေးလိုက်တဲ့အကြောင်းအရာတွေကတော့အာဟာရဓာတ်တစ်မျိုးဖြစ်တဲ့ဗိုက်တာမင် D ရဲ့အရေးပါပုံနဲ့ဗိုက်တာမင် D ကိုလုံလောက်စွာမရရှိဘူးဆိုရင်ဖြစ်ပေါ်နိုင်တဲ့ရောဂါလက္ခဏာတွေပဲဖြစ်ပါတယ်။ဒါကြောင့်အစားအသောက်တွေကနေတဆင့်သို့မဟုတ်မနက်ခင်းနေရောင်ခြည်ကနေတဆင့်မိမိတို့လိုအပ်တဲ့ဗိုက်တာမင် D ပမာဏကိုလုံလောက်စွာရရှိဖို့ကအရေးကြီးကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ရှင်။ အခုလိုကျမ်းမာရေးနဲ့ဆိုင်တဲ့အသိပညာဘုဟုတ္တရတွေအကြောင်းတင်ဆက်ပေးနေတဲ့တန်လွင်ထိုင်းရဲ့တန်လွင်ကျမ်းမာအစီအစဉ်ကိုအပတ်စဉ်ဗုဒ္ဓဟူးနေ့ညနေ6:00နာရီခန့်မှာတင်ဆက်ပေးနေပါရရှင်။အားလုံးပဲကျမ်းမာပျော်ရွှင်တဲ့လူနေမှုဘဝကိုပိုင်ဆိုင်နေကြပါစေရှင်။